မမတို့ KTV တို့ပါအောင်သွားလိုက်လေတည်မလားမျက်နိုးတို့ Twitter တို့လာမင်းတို့အဲအဲအဲ့လိုမျိုးနာမည်ပေးတာများလို့ညမအဲ့မျက်နိုးဆိုတဲ့နာမည်မတိုက်တာအဲအဲ့လိုမျိုးလူတိုင်းရှိမှလူတိုင်းပေးထားတဲ့နာမည်ဖြစ်နေလို့ညမအဲ့မျက်နိုးဆိုတာမတိုက်တာဆရာမကလေဒီတစ်ခုပဲကိုထိထိပိမိပေးလိုက်တာညမကတော့အဲ့လိုနာမည်မျက်နိုးဆိုတာတော့ဟိုလိုမျိုးအရင်တိတ်တိတ်တိတ်ခဲမှာမပါဘူးပေါ့နော်ဒါပေမဲ့ဆရာမက ဒီတစ်ခုပဲလို့ဒီတစ်ခုကအောင်မြင်မှာပွင့်မေပေါ့နော်အဲအဲ့အတိတ်ပဲနဲ့သူညနိုးပွင့်ဆိုပြီးတော့အဲ့နာမည်တစ်ခုလေးပဲသူကပေးလိုက်တာမပြောင်းတဲ့သမီးဒီဟာပဲအဲဒီနာမည်လေးပဲလို့ဆိုတာနဲ့အဲ့အနေညမလည်းအခုချိန်ဒီပေါ့နော်အမှုပညာအလုပ်ကိုဒီညနိုးပွင့်နဲ့ပဲလုပ်ဖြစ်နေရပါတခြားနာမည်မြော်လင့်နေပြီတော့ဆင်မရဲ့တခြားနာမည်တုတ်ပေးပါဆိုပြီးတော့ request လုပ်ပေးမယ်ဆရာမတော့ဒီနေ့နဲ့ဒီနာမည်ကအသင့်တော်ဆုံးပဲအကောင်းဆုံးပဲဆိုပြီးတော့အိမ်ညီမကိုရွေးပေးလိုက်တာပေါ့နော်ဒီနာမည်လေး အိမ်ခေါ်နာမည်ကတော့ပုံလီပုံလီဆိုပြီးတော့ခေါ်တာပါဘာလို့ပုံလီပုံလီဆိုတာငငယ်တော့အဲ့လိုချစ်စရာကောင်းလို့ဆိုပြီးတော့အကုန်လုံးပုံပုံလီဆိုပြီးတော့အဲ့လိုသူတို့နာမည်ပေးပြီးချစ်စနိုးနဲ့ခေါ်တဲ့နာမည်လေးပေါ့နော်ဟာဒီ API creation ပိတ်သက်ကြီးကိုနာမည်တစ်ခုဘဝတစ်ခုအစီအစဉ်လေးနဲ့မိတ်ဆက်ပေးခြင်းပါရဲ့ရှင်အလူပညာရှင်တွေရဲ့နာမည်လေးတွေကိုစိတ်ဝင်စားနေမှဲ့တဲ့တဲ့သူတွေရှိလားကိုယ့်ရဲ့နာမည်လေးတွေကိုရောအတိတ်ပဲဖွင့်ဆိုကြည့်ပူရလားရှင် အနုပညာရှင်တွေကိုယ်တိုင်ပြောပြမယ်နာမည်တစ်ခုဖြစ်တည်လာပုံနဲ့ရာဇဝင်လေးတွေကိုဒီအစီအစဉ်လေးမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကတော့ဒီနာမည်ကြီးပြင်ဆီယမပေါ့နော်အဲ့ဆီယမနဲ့ပဲနာမည်ပေးထားတဲ့အနုပညာနာမည်ပေါ့နော်ညနိုးပွင့်မှာညမလေးဒီတစ်ခုပဲဟိုထိထိပြမိပေးလိုက်တာညမကတော့ဘယ်လိုနာမည်ညနိုးဆိုတာတော့ လိုမျိုးကြီးအရန်တိတ်တိတ်တိတ်ထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့ဆီယာမဒီတစ်ခုပဲလုပ်ဒီတစ်ခုကအောင်မြင်မှာပွင့်မယ်ပေါ့နော်အဲအဲ့အတိတ်ပဲလေသူကညနိုးပွင့်ဆိုပြီးတော့အဲ့နာမည်တစ်ခုလေးပဲသူကပေးလိုက်တာမပြောင်းတဲ့သမီးဒီဟာပဲအဲဒီနာမည်လေးပဲလုပ်ဆိုတာနဲ့အဲ့နဲ့ညမလည်းအခုချိန်ဒီပေါ့နော်အမှုပညာအလုပ်ကိုဒီညနိုးပွင့်နဲ့ပဲလုပ်ဖြစ်နေရပါအဲညမဟိုအရှိမလည်းအဲ့လိုလုံးလိုက်မလုံးလိုက်ဒီကိုဗစ်တွေဖြစ်လိုက် တော့လုတ်တာတော့၄နှစ်ကျော်လောက်တော့ရှိရဲဒါပေမဲ့ဟိုတကယ်တမ်းဆလုတ်ဖြစ်တာတော့နှစ်နှစ်ခွဲလောက်ပဲပေါ့နော်အဒီကြားထဲမှာအဆက်အသွယ်ပြတ်သွားလိုက်ပြန်လုတ်လိုက်ဒါပေမဲ့ဒီဇိုင်းမမက်လုတ်တာတော့နှစ်နှစ်ခွဲမရှိပါဘူးအဲအဲ့ဒါဘာလဲဆိုတော့ညီမတို့ KTV တို့ဘာလို့သွားလိုက်ရေးတည်မလားမျက်နှိုးတို့ Twitter တို့လာမင်းတို့အဲအဲ့လိုမျိုးနာမည်ကြီးပေးတာများလို့ညီမအဲ့မျက်နှိုးဆိုရင်နာမည်မတိုက်တာအဲအဲ့လိုမျိုးလူတိုင်းရှိမှလူတိုင်းပေးထားတဲ့ နာမည်ဖြစ်နေလို့ညီမအိမ်မျက်နှိုးဆိုတာအောင်မကြိုက်တာတခြားနာမည်မြော်လင့်နေပြီးတော့ဆင်မရဲ့တခြားနာမည်တုတ်ပေးပါဆိုပြီးတော့ request လုပ်ပြီးမယ်ဆီယမတော့ဒီနေ့နဲ့နဲ့ဒီနာမည်ကအသင့်တော်ဆုံးပဲအကောင်းဆုံးပဲဆိုပြီးတော့အိမ်ညီမကိုရွေးပေးလိုက်တာပေါ့နော်ဒီနာမည်လေးကအဲမိဘပေးထားတဲ့နာမည်ပေါ့အဖေကကြတော့ကြည်ပါတော့နောက်မှာကြည်အမေကကြတော့ဟိုကဒေါ်ဂေးလီဆိုတော့မြန်မာလိုဆိုရင်ဒေါ်နှင်းရွှေပေါ့နော်အဲ့တော့ဆိုတော့အိမ်နှင်းကိုယူလိုက်တယ် အဲမာလာကြတော့မာလာပန်းလေးဆိုရဲအတိတ်ပဲကိုညှုံပြီးတော့အဲ့လိုနှင်းမာလာကြီးဆိုပြီးတော့ပေးထားတာလေးပါ။อืมမြမစေတော်တအဲတက္ကူတက်တဲ့အထီးပေါ့ဒီအနုပညာလုပ်ငန်းစလုပ်မှာပဲညီမဒီမျက်နှိုးပွင့်ဆိုရဲနေပေကိုညီမပြန်လိုက်တာဒါဆိုဘုံပုံနေတဲ့နှင်းမာလာနှင်းမာလာကြီးပေါ့ဟုတ်တယ်အဓိကလေဖွင့်ဆိုခဲ့ရတော့မဟုတ်အမေကကြတော့မြန်မာလိုပြန်လိုက်ရင်နှင်းပါတာပေါ့နော် အဖေကကြည်သူသူ့ရဲ့နာမည်နောက်စလုံးလေးကိုထည့်ခြင်းလို့ထည့်လိုက်တာအရှိရတော့လို့မာလာပန်းလေးဆိုတဲ့ဟာမျိုးလေးအတွက်သူကမှဲ့လိုက်တာပေါ့နော်မာလာပန်းဆိုတဲ့အဓိပ္ပာယ်လေးပေါ့မြန်မာလို့ဆိုရင်အဲ့ဒီအတွက်သူကအဲ့လိုမျိုးနှင်းမာလာကြည်ဆိုပြီးတော့ပေးလိုက်တာဟုတ်တယ်ညီမနာမည်ကလေအရန်ရှားတယ်တုံတုံကသူမြတ်ကြီးမပေးဘူးအဲ့နာမည်ကအဲ့လိုရှားရဲ့အထဲမှာပါတာပေါ့နော်ပြောအရန်ခေါ်ရတာလေအရန်ထောက်တယ်အဲ့လိုမျိုး တော့ရှည်လဲရှည်တယ်ညီမတော့အဲ့နမေတော့ဟိုမကြိုက်ဘူးလည်းမဟုတ်ကြိုက်တယ်လည်းမဟုတ်အမိပေးထားတဲ့ဖြစ်တဲ့အတွက်မျက်နိုးတယ်အဲတက်သူတက်တဲ့အထိဒီနမေလေးနဲ့ပဲပေါ့နော်ဟွန်းဘယ်လိုပြောရမလဲသူတွေခေါ်ကြတာပေါ့ရှည်ရဲ့လာကြောင်တဲ့သူတွေကလေအဲညီမရဲ့နမေဆိုအဲ့လိုနှင်းဆိုရင်နှင်းပန်းလေးလိုဖြူစင်တော့အဲမာလာဆိုရင်မာလာ အဲမာလာပန်လီကြည်ဆိုရင်ကြည်လင်တော့ဘာညာဆိုပြီးတော့အဲ့လိုမျိုးအဖျားဆုပ်ပြီးတော့ခေါ်ရည်လည်းရှိတယ်ဒါပေမဲ့ညမအဲ့လိုမကြိုက်ဘူးညမကမာလာလို့ခေါ်ရလည်းမကြိုက်ဘူးနှင်းလို့ခေါ်ရလည်းမကြိုက်ဘူးကြည်လို့ခေါ်ရလည်းမကြိုက်ဘူးအဲ့လိုနာမည်အပြည့်စုံခေါ်မှညမကြိုက်တာအဲအဲ့လိုလေးတော့ညမရှိတယ်အဲတော်တော်များများတော့မာလာလို့ခေါ်ကြတာအများကြီးဒီအနုပညာလောက်တော့ဒီမျက်နှုတ်ပွင့်နာမည်ဆိုလည်းအဲ့လိုပဲအရှိယလူတွေက မျက်နှိုးမျက်နှိုးလို့ပဲအဲ့လိုပဲခေါ်ဖြစ်တာအများတယ်အဲအိမ်ခေါ်နာမည်ကတော့ပုံလီပုံလီဆိုပြီးခေါ်တာပါဘာလို့ပုံလီပုံလီဆိုတာငငယ်တော့အဲ့လိုချစ်စရာကောင်းလို့ဆိုပြီးအကုန်လုံးပုံပုံလီဆိုပြီးအဲ့လိုသူတို့နာမည်ပေးပြီးချစ်စနိုးနဲ့ခေါ်တဲ့နာမည်လေးပေါ့နော်ဟာနာမည်တစ်ခုချင်းစီတိုင်းရလေညီမတော်တော့အကုန်လုံးအရေးပါတယ်ဘာလို့လဲဆိုတော့ညီမညီမအဖေအမေပေးထားတာဖြစ်တဲ့အတွက်အကုန်လုံးရဲ့ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ဖြစ်တဲ့အတွက်ညီမအကုန်လုံး နာမည်အားလုံးပေါ့နော်ဒီအမှုပညာနာမည်မျက်နှာပွင့်ဆိုလဲညီမအဲကြိုက်လာတယ်အဲ့တော့ဘယ်လိုပြောရမလဲမျက်နှာလာတယ်ပေါ့နော်ဟုတ်ညီမကတော့လေဒီအဓိကတော့အမတ်တရဆိုဒီမျက်နှာပွင့်ဆိုရဲနာမည်လေးနဲ့တော့ပေါက်သွားပေါ့နော်ခရက်ထပြီးတော့ပေါက်သွားပေါ့နော်အဲ့တော့ဒီနာမည်လေးကတော့ပို့ပြီးတော့ညီမရဲ့ဘဝမှာတော့အမတ်တရ ရှိတဲ့နမယ်လေးတော့ညီမထင်တယ်ဆရာမလည်းပွင့်ရမယ်ဆိုပြီးတော့တော်လည်းပေးခဲ့တာဆိုတော့လေအပွင့်တက်လေးရအောင်ပွင့်မယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ပေးတဲ့အတွက်ဒီနမယ်လေးကတော့ညီမဘွားမှာအမှတ်ရဆုံးနဲ့အဲအတိုက်ဆုံးနမယ်ထဲမှာတော့ပါသွားတာပေါ့ဟုတ်အဲလိုအပ်တာပေါ့ဘာဖြစ်လို့လဲဆိုတော့တငယ်ချင်းတွေကြားထဲမှာအဲစီးပွားရေးလုပ်တယ်ဆိုရင်စီးပွားရေးနယ်ပယ်ထဲမှာ ဒီနမည်ပြောလိုက်တာနဲ့ဟဲ့ဒီလူကတော့မယုံရဘူးဒီလူကတော့အစ်စ်မကောင်းဘူးအဲ့လိုအဲ့လိုမျိုးလေးဟိုရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့နမည်ကိုကိုထိန်းလိုက်ခြင်းအဖြစ်အာ तू ကတော့အဲဒီနမည်ပိုင်ရှင်လေးကတော့ဘသူကတော့အရန်တော်တယ်အရန်အလုတ်လုတ်တယ်အရန်ကြိုးစားတယ်မိဘကိုတိတက်တယ်ဆိုရဲအဲ့လိုမျိုးဂုံပြုတ်ဟဲ့အတိမပြုတ်တဲ့သကလုံးလေးနဲ့ပဲညီမကတော့ဂုံပြုတ်ခံနေတာပေါ့နော်အဲ့အတွက်လည်းအမြဲတမ်းကြိုးစားတယ် ကိုမိပါးတိတ်ခါကြမယ်အလုပ်ဒီပါညာဆိုရင်တော့ရှောင်ရှားဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့နာမည်ကိုထိမ့်သိမ်းတာတော့သူ့ကိုမြင်လိုက်တဲ့ဟဲ့ဒီကောင်မလေးကတော့အရန်တော်တယ်အရန်ကျိုးစားတယ်အဲ့လိုမျိုးဂုံတည်နေပဲညီမဟိုကြီးကျင်တာပေါ့နော်အဲမျက်နှိုးဖွင့်ဆိုရဲ့အတိုင်းပဲညီမကတော့အမှုပညာအလုပ်ဒီအများကြီးဆက်လုပ်သွားမယ်အဲဖွင့်သွားအောင်လုပ်မယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့နာမည်အတိုင်းကိုပဲညီမ အကုန်လုံးထိမ့်သိမ့်သွားမယ်။အော်သူများကြားလိုက်တာနဲ့အော်ဒီကောင်မလေးကတော်ပါလားဆိုရဲအဲအတိမတ်ပြုတ်ရဲ့ဟာမျိုးလေးပဲကြားကျင်တယ်။အဲ့လိုလိမ့်မာပါလားတော်ပါလားအဲ့လိုဖြစ်ဖို့အတွက်လည်းအကောင်းဆုံးကိုယ့်ရဲ့နာမည်ကိုရေရှည်ကြည့်တတ်အောင်အမြဲတမ်းပဲထိမ့်သွားမှာပေါ့နော်။ဟုတ်။တချို့ကကြောနာမည်ကြောင့်စင်မပြေတာတချို့ကြောင့်နာမည်ကြောင့်လက်တိတ်တာတွေပါရှိရပေါ့နော်အဲ့တော့ကိုကနာမည်တစ်ခုမေးမယ်ဆိုရင်တော့ညီမထင်တယ်အဲ့လိုတက်ကြွတဲ့ဘီရင်ဆရာမျိုးလက္ခဏာ အဲ့ဒီပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့နာမည်ခေါင်းတစ်ခုကိုရွေးချယ်တဲ့လို့ထင်တယ်အဲ့ဒါမှနာမည်ခေါင်းတစ်ခုရသွားရင်အဲ့လူကအောင်မြင်နိုင်တာတို့ဘာလို့ဖြစ်လာနိုင်တော့လေတော့ကောင်းမွန်တဲ့ဆရာအရင်နဲ့တိုင်ပင်ပြီးတော့ကောင်းမွန်တဲ့နာမည်လှလှလေးကိုပဲရွေးချယ်ပြီးတော့ပေးပါလို့အကြံပေးချင်ပါတယ်